မင်္ဂလာပါခင်ဗျာဒီနေ့မှလူပုံတပုံလောက်ရေးဆွဲကြည့်ရအောင်မိမိဆွဲလိုတဲ့ပုံကိုအရင်ဆုံးဒီခဲနဲ့အောက်လိုင်းကောက်ပါအဲတော့ကျွန်တော်ဆွဲပြမယ့်ပုံဖြစ်ပါတယ်အဲတော့မိမိရေးဆွဲလိုတဲ့ပုံကိုအာကောက်လိုက်ပါတော့အဲဒါပြီးရင်အဲခဲတွေကထင်းနေမှာဆိုတဲ့အတွက်မိမိမျက်လုံးထဲမှာမြင်သာယုံလောက်ပဲဒီခဲလေးတွေကိုနှုတ်လိုက်မယ်ပေါ့နော်ခဲပြန်ပြီးတော့ခက်ပြက်ပြော့လေးနေနေပေါ့အဲတော့ကျွန်တော်ဒီသူ့ရဲ့ဒီ background ကိုစပြီးတော့ဆွဲမယ်ပေါ့နော် တော့ online ကောက်ပြီးဆို background ကိုစပြီးဆွဲမယ် background ဆွဲမှဖြစ်တဲ့အတွက်အရင်ဆုံးရေတုပ်လိုက်ပါတယ်နောက်ခံကိုနော်လူရဲ့နောက်ခံကိုရေတုပ်လိုက်တယ်ဘာလို့လဲဆိုတော့ရေလေးကိုအဲ့လိုဆူဆူလေးပေါ့နော်ဖြစ်ချင်လို့ပါအဲ့တော့ကျွန်တော်ဒီမှာအစိမ်းရောင်လေးနဲ့အဝါရောင်လေးအပြာရောင်လေးပေါ့နော်ဒါလေးတွေကျွန်တော်အစိမ်းလေးနည်းနည်းဒါဆက်ကြည့်မယ်နာ background ကတရောင်နဲ့မဟုတ်ဘူးပေါ့နော်အဲ့တော့ဟိုနည်းနည်းလေးတွေဒါ color လေးတွေဆက်ပြီးတော့ ဖြည့်ရတာမျိုးတွေရှိပါတယ်ဒါစိမ့်ဝါလေးတွေစိမ့်ပြားလေးတွေပေါ့နော်အဲ့ဒီရောင်လေးတွေအရင်ဆုံးကျွန်တော်တို့ဒီမှာရေရေအောက်မှာခံထားတာဖြစ်တဲ့အတွက်ဆေးရတဲ့ခါတည်းရောပြီးတော့ပြန်သွားတာပေါ့နော်အဓိကတော့ဒါထိန်းတဲ့ခါမှာလူအောက်လိုင်းလူပုံကိုတွားပြီးတော့ဒါမထိမိအောင်လို့တော့ဒါတတိထားပြီးတော့ဒီ background ကိုသုံးဖြည့်ဖို့လိုအပ်ပါတယ်ဟောဒါတော့ဝတ်အောင်ဝတ်လို့ခေါ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုရေဆူဆူထဲမှာဆေးဆူဆူထည့်တာဖြစ်ပါတယ်။ တော့လိုအပ်ရင်ဒီခရမ်းလေးတွေတို့နော်တခြားကာလာလေးတွေဆက်ပြီးတော့ဒါ background မှာထည့်လို့ရပါတယ် background ဆိုဒီလိုတက်ရောက်နေမဟုတ်ပဲနေပါတော့အဲ့တော့ဒီမှာရေဆိုးဆိုးလေးနဲ့ဒီအိမ်မှာထားလိုက်မယ်ဒီပခုံးနေမှာသွားပြီးတော့ဒီမပေစင်းနဲ့ပေါ့နော်ပေဒီဘက်မှာကျန်တဲ့ပိုင်းလေးတို့ဒါ brown အညိုလေးပေါ့နော်အညိုနုလေးအစိမ်းလေးရင်းညိစိမ်းလေးပေါ့နော်ဒါကလေးတွေထည့်ပေးတယ်လူပုံကိုခြံထားခဲ့တာနော် background ကိုပဲတည်တဲ့ ။အဲဆိုရင်ကျွန်တော်တို့ဒီမှာအပြာလေးတွေအပြာလေးတွေပေါ့နော်။နည်းနည်းလေးတွေကိုလိုချင်တဲ့ကာလာတွေနဲ့ငယ်စားကြည့်ပေါ့။အဲတော့ကျွန်တော်တို့ကဒီမှာဆပင်ကိုဆွဲမှာဖြစ်ပါတယ်အခုကတော့နော်။ဆပင် background ပြီးရင်ဆပင်ပါ။အဲတကုတတိထားမှာရေ6မှာဆွဲရပါမယ်။အောက်ခံ background က6တောင်းမှာပဲဆွဲပါမဟုတ်ရင်ဆပင်နဲ့ background နဲ့ရောပြီးတော့ဒီဆေးကပြန်ပြီးတော့တဆက်တည်းဖြစ်သွားတတ်ပါတယ်။တီးတန်းစီမဟုတ်ဘဲနဲ့နော်။အဲတော့နောက်ခံ background အရင်ချဲပြီးရင် ရေ6ဆေး6တော့ပြီးဆိုမှဒီလူရဲ့ပုံပေါ်မှာဒါဆေးကိုတင်ပါဒါအခုကတော့စပင်ကလေးစပြီးတော့ဆွဲမှဖြစ်ပါတယ်အဲ့တော့စပင်မှာလည်းဒီမှာအပြာရောင်ကိုအောက်ခံပေါ့နော်အောက်ခံလေးရဖြစ် အပြာကိုထည့်ထားပေးမယ်ကျွန်တော်ဒီအလင်းရဲ့အတွက်ကိုပြန်ပြီးတော့နှုတ်ယူရတာပါအရေးစိမ်းမှကျတော့နှုတ်လို့ရတယ်ပေါ့နော်အလင်းအတွက်ကိုဒါချက်လိုက်တယ်ပြီးတဲ့အခါမှာဒါလင်းနေတဲ့နေရာလေးတွေကိုဒါဆေးလေးတွေနှုတ်ယူတာမျိုးလေးတွေလုပ်ပေးပါတယ် အဲ့တော့စပိန်ကတော့ဒီကာလာပါဇန်နဲ့ရေးတယ်လို့ဘောပင်နေခဲချစ်တွေနဲ့ရေးတယ်လို့မျိုးတော့ဒီဒီကြကြတမြင်ချင်းတော့မရဘူးပေါ့နော်ဒါပေမဲ့စပိန်ဆိုရင်စပိန်ရဲ့သူ့ရဲ့ဒရန်ပေါ့နော်အဲ့ဒါကိုပေါ်အောင်နော်ကျွန်တော်ရေးပေးဖို့လိုအပ်ပါတယ်နော်အဲ့တော့ဒီမှာဂျန်နဲ့အောက်ခံလေယာဉ်ဖြစ်ကျွန်တော်တို့ဒီဂျန်နဲ့ပိုင်းလေးတွေလိုက်ပြီးတော့ဖြည့်ပေးမယ်အပြာလေးနဲ့ပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်လူအသားရောင်ကိုဆက်ပါမယ်အဲ့တော့အနီနဲ့အဝါနဲ့ဆက်ပါတယ်အဲ့ဒီထဲမှာအရင်ချင်ရင်ပြာလေးထည့်လို့ရပါတယ် ော်အဲ့တော့အပြာရမ်းများသွားတဲ့ခါကျရင်ဒါအညိုအရင်ကြီးဖြစ်သွားတာဖြစ်တဲ့အတွက်ဒါလေးတော့ဆေးချိန်ရေချိန်ကြီးကျွန်တော်တို့မျှတအောင်ချေပေးဖို့လိုပါတယ်အဲ့တော့အယောင်လေးကနှူးဖြစ်တယ်လားအရင်ဖြစ်တယ်လားချိန်မှုလိုမယ်နော်တကယ်ပြီးကိုယောင်ကဒါအရင်နေတယ်ဆိုရင်ဒီမှာပြန်ပြီးတော့အနှူးဘက်ကိုပြန်ပြီးတော့ချေပေးမယ်အဲ့တော့အပြာလေးမထဲနေတော့အပြာကအရင်ဘက်ကိုသွားတယ်ပေါ့နော်အဲ့တော့အဖြူလေးနည်းနည်းယောလိုက်မယ်အနီလေးယောမယ်အဲ့တော့အသားယောင်လေးပေါ့ ဒီကတော့ကျွန်တော်ဆေးပြစ်လို့မရပါဘူးเนาะလူပုံမှာဆေးတော့ပြစ်လို့မရပါဘူးခက်ကျဲကျဲလေးနဲ့ပဲသွားပါမယ်เนาะဆေးကိုရေကျဲကျဲလေးနဲ့ပဲသွားပါမယ်အဲဆေးပြစ်သွားတယ်ဆိုရင်ဘာဖြစ်သွားမလဲဆိုတော့အဲထူထူပြစ်ပြစ်ကြီးဖြစ်ပြီးတော့ကိုယ်ပုံကကြည့်လို့မလာတော့ဘူးဖြစ်ပါပဲမယ်အဲ့တော့အလင်းနေရာလေးတွေခြံပြီးတော့ကျွန်တော်တို့ flat color အဖြစ်သုံးအနုကိုပေါ့เนาะမျက်နှာတစ်ပြင်လုံးကိုခြေပေးရမှာဖြစ်ပါတယ်မျက်လုံးနေရာလေးတွေခြံခဲ့ပါနှစ်ဖူးတို့ဒီပါတို့မှာအလင်းဝင်တတ်တဲ့နေရာလေးတွေပေါ့နော်အဲ့လိုနေရာလေးဆိုရင် ခြံခဲ့ပါ ်အပြီးမှကျွန်တော်လေယာပြန်ပြီးတော့ထပ်ပေးပါမယ်ကိုတော့အကုန်လုံးတုံးအညီပါနော်ကေဘီကိုကဒီမှာတုံးအညီမထည့်ပဲနဲ့ဈေးတွေကိုလေအနုအရင်ပေါ့နော်တခါလေထည့်မယ်ဆိုရင်ဈေးတွေကွက်ပြီးတော့ဒါမလှမပဖြစ်စေတတ်ပါတယ်အဲ့တော့အရင်ဆုံးတော့ကိုရဲ့ဒီ flat ဖြစ်နေတဲ့မျက်နှာပုံစံမျိုးပေါ့နော်ဈေးအနုကိုအရင်ဆုံးတပြေးညီချက်လိုက်ပါမယ်အဲ့ဒီပုံမှာဈေးတွားပြီးတော့ထပ်တင်တဲ့အခါမှာတော့ပို့ပြီးတော့ဒါတုံးလေးတွေကကွက်နေတာမျိုးတွေမရှိတော့ပါဘူး အဲ့တော့လင်းတဲ့နေရာလေးတွေကိုပြန်ပြီးတော့ဒီလိုနှုတ်ယူခြင်းအဖြစ်လဲဒါကောင်းတယ်ဗောနော်အခုတော့ကျွန်တော်ဆေးလေးကိုနှုတ်ယူလိုက်ပါတယ်အဲဂျာကတော့ water color စာရွက်ဖြစ်တဲ့အတွက်ဆေးကနှုတ်ယူလို့ရတာပါအဲ water color မဟုတ်တဲ့ဒီစာရွက်တွေ sketch book တွေမျိုးဆိုရင်ဆေးပြန်နှုတ်ယူလို့မရပါဘူးဆေးပြန်နှုတ်လိုက်ပြီဆိုတာနဲ့စာရွက်သားကြီးကရေနဲ့စာရွက်နဲ့ဒီနှူးလိုမျိုးဖြစ်ပြီးမှဗောနော်လိပ်ပြီးမှထွက်လာတတ်ပါတယ် အဲဆိုလို့ရှိရင်ဒီမှာကျွန်တော်အဲတချို့နေရာတွေကချက်ပြီးတော့ဆွဲတာပို့ပြီးတော့ကောင်းပါတယ်ပြန်နှုတ်တဲ့အခါမှာအဲ့လိုစေးကြီးတွေကွက်သွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့လေဘင်းကိုလည်းအဲတခါတည်းကျွန်တော်တုံးနေချက်ထားလိုက်ပါမယ်နော်လေဘင်းကိုလည်းတုံးနေချက်ထားမယ်အဲ့တော့ပခုံးအိုင်းလေးတွေအတွက်လည်းချက်မယ်နေရွက်နေရာလည်းချက်မယ် ါဆေးချောင်းမှနောက်ထပ်တက်လေးရပါတော့ပြန်ပြီးတော့ထားရမှာပေါ့အေးကြောဘက်ကအလင်းကြတဲ့တဘောရှိရပါတော့ကြောတွေလက်မောင်းတွေမှာအလင်းကြတဲ့တဘောဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမျက်နှာနဲ့လေပင်ရဲ့တုံးကိုတွားပြီးချက်လို့မရဘူးပေါ့နော်အဲဒါဆိုရင်အလင်းကတူတော့မှာဖြစ်ပါတယ်အဲတော့အလင်းကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီပန်းရောင်နုနုလေးပေါ့နော်အဲအဲ့ဒီရောင်လေးပဲထည့်ထားပါမယ်ပန်းရောင်ရဖို့အတွက်ကိုကျွန်တော်အနီနဲ့ဟိုဝါနဲ့ချိန်မယ်အဲဖြော်တယ်ဖြော်ပြီးတဲ့အခါမှာဒီအဖြူလေးနည်းနည်းရောပေးလိုက်တယ်ပေါ့နော်အဲ့ဒီထဲမှာ အမောင်းမောင်းအနေတဲ့ဟိုအဖြူလေးရောလိုက်ရင်လည်းဒါပိုင်းရောင်လေးဖြစ်သွားပါတယ်လေလေဘင်းနဲ့ဒီပခုံးနဲ့ကာလာမတူပါဘူးနော်အဲ့တော့ဒီမှာအနေလေးနည်းနည်းရောဆက်ပြီးတော့ဒါရင်းတဲ့အပိုင်းလေးတွေကိုလေယာတစ်ထပ်ပြန်ပြီးတော့ထပ်ပါတယ်လုံးဝဒေးဒီဟာရမယ့်အချက်ကဒီလေယာထပ်တဲ့အခါမှာဆေးအောက်ခံဆေးခြောက်မှာပဲထပ်လို့ရပါမယ်အောက်ခံဆေးကမခြောက်သေးဘူးဆိုရင်မခြောက်သေးပဲကျွန်တော်တို့အော်သွားထပ်ပြီပေါ့နော်သွားထပ်လိုက်တဲ့အခါမှာဘလို့ဖြစ်သွားလဲဆိုတော့အောက်ကဆေးနဲ့ဒီအပေါ်ကဆေးနဲ့ ရောပြီးတော့ဒါဆေးကဟိုကိုလိုချင်တဲ့ကာလာကိုမရတော့ဘူးပေါ့နော်သူကအောက်အောက်ကဆေးနဲ့ရောသွားတာမျိုးမလို့ပါရမလေးရပြန်ပြီးတော့ဒါထပ်ပေးပါတယ်အဲတချို့နေရာလေးတွေမှာဒါချယ်နေနဲ့ဆေးကွက်သွားတာမျိုးတွေရှိပါတယ်နော်ဆေးကွက်သွားတာတွေဒါမညီမညာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုဆိုရင်ဘယ်လိုလုပ်ရတာလဲအဲ့တော့လောက်ရမယ့်နေဆေးဖြည့်တဲ့နေဆေးကိုဖြတ်တဲ့နေပေါ့နော်အဲ့နေကိုပြောပြပါမယ်အရင်ဆုံးကိုယ့်ရဲ့ brush ကိုရေရေနဲ့ပြောင်းဆေးပါဆေးကိုလုံးဝပြောင်းဆေးလိုက်ပါ စေပြီးပြီးဆိုရင်ဒီအဝတ်ပံပေါ့နော်အဝတ်မှာဒီကိုယ့်ရဲ့ brush ကိုပြောင်းအောင်တုတ်လိုက်ပါပြောင်းအောင်တုတ်လိုက်ရင်အမှ soap brush လေးက6 6ကလေးဖြစ်နေမယ်ပေါ့နော်ရေးလဲစေပြီးသား6 6လေးဖြစ်နေမယ်အဲ့ဒီချိန်မှာကျွန်တော်တို့ဒီ branding လုပ်လို့ရတယ်ပေါ့နော်အောက်ခံကိုလေအဲ့လိုဆိုရင်အဲပြန်ပြီးတော့အဆင်ပြေတယ်ပေါ့နော်တခါတလေမှကြာရင်လည်းဒီ branding လုပ်တဲ့နေရာမှာအဲစေးချောင်းတွေပဲလုပ်နေရမှာလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်တခါတလေမှဒီ brush ကိုရေကိုပြောင်းအောင်စေ နော်ရေယိုပြောင်းဆေးပြီးပြီဆိုရင်ဒီစုတ်တန်လေးမှာအဲစုတ်တန်လေးရပါတော့ဒီအဝတ်ကလေးမှာအနှံ့ငယ်လေးပဲတုပ်ပြီးမှဒါရေလေးနဲ့ပေါ့နော်ဟိုရေဆူဆူလေးနဲ့ဒါ blending လုပ်ရတာမျိုးတွေလည်းရှိပါတယ်အဲတနေရာနဲ့တနေရာတော့ဒါ blending လုပ်တဲ့နီးတွေကတော့မတူဘူးပေါ့နော်အဲ့တော့ဟိုဘယ်နေရာမှာပါလုပ်လို့ရတယ်လဲဆိုတာကတော့ဒါဟိုပုံတေးကြီးပြောလို့မရဘူးဟိုကိုလေ့ကျင့်မှုမပေါ်မမှုတည်တယ်လေ့ကျင့်ရင်လည်းတိလာလိုက်မယ်ပေါ့နော်ဒါပုံပြတ်တာတော့ပြတ်တာမဟုတ်ကျွန်တော် ဒါဒီပုံမဆွဲခင်မှာရှိတဲ့ပုံမှာကျွန်တော်ဗီဒီယိုရိုက်နေနေပေါ့လေဒီပုံတော့ပုံပြတ်သွားပါတယ်စွဲနေနေပေါ့နော်ဘာကြောင့်လဲဆိုကျွန်တော်ဟိုနွေရဒီမှာပေါ့နော်ဒါပူနေတဲ့အချိန်မှာစွဲလိုက်တဲ့တော့ဒီစီးကပြစ်နေတာစီးက၆တော့တဲ့ခါမှာပြစ်တယ်လို့ဖြစ်သွားတယ်ပေါ့နော်အဲ့လိုပြစ်တယ်လို့ဖြစ်သွားတာနဲ့ကိုကဒီပူနေတဲ့အချိန်နဲ့ဆိုတော့လေဒီစာရွက်ကလည်းတအားပဲဒီစုပ်အားကောင်းနေပြီးတော့ဒါစီးတွေကွက်ပြီးတော့ကျွန်တော်စွဲနေနေစိတ်မချမ်းမသာဖြစ်တယ်ပေါ့နော် အဆင်မပြေဖြစ်တဲ့အတွက်အဲဒါကြောင့်ကျွန်တော်အဲပုံကိုရိုက်လိုက်တယ်ဗောနော်ဗီဒီယိုလည်းမရိုက်တော့ပဲဒါနောက်ထပ်ဒုတိယတစ်ပုံပြစ်သွားတယ်ဗောဗျာနောက်ထပ်ဒုတိယတစ်ပုံပြန်ပြီးတော့ဒါဆွဲတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လို့ဒါအဝါရင်အဝါရင်မဟုတ်ဘူးဗောနော်ဟွာနုနေတဲ့လူတယောက်အနေနဲ့တော့ပြတ်တာဆိုတာအိစားမရှိပေမဲ့တချို့ဒီဟွာရင်ဆရာကြီးတွေဗောနော်အဲရေစေးကြီးပဲတည်တဲ့နှစ်ပေါင်း40 50ဆွဲထားတဲ့ဆရာရီတောင်မှဒါပုံနေပြတ်ပါတယ်ဆိုပြီးတော့ဒါအ ဟို post တွေတင်ထားတာပေါ့နော်ဒါဒီနေ့တော့ပုံပြတ်သွားတယ်အကြောင်းအရာလေးတွေတင်ထားတာကိုတွေ့ရပါတယ်နော်အဲ့တော့စိတ်ခွန်အားရေနော်တို့ရပါတယ်ကဲငါတို့ပုံပြတ်တာတော့ကိစ္စမရှိဘူးဒီဆရာတွေနှစ်ပေါင်းများစွာရေးဆွဲလာတဲ့သူတွေတောင်ပြတ်သေးတာပဲငါတို့ပြတ်တာတော့ AC ပေါ်ဆိုပြီးတော့ဒါပြန်ပြီးတော့ဒါစိတ်ခွန်အားဖြစ်ပြီးတော့ပြန်ဆွဲရတာမျိုးတွေရှိပါတယ်အဲ့တော့ပါလို့ရမလဲဆိုတော့မြန်မြန်ဆွဲလေမြန်မြန်တက်လေပါပုံပြတ်တာကိုစိတ်ဓာတ်မကြပါနဲ့နော်သူများတူတယ်ပြောပြောမတူဘူးပြောပြောနော် ဟိုတူတယ်မတူဘူးဆိုတာကကိစ္စမရှိဘူးအဓိကမှန်ကန်စွာရေးနိုင်ဖို့ပဲเนาะအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တလွာချင်းတလွာချင်းစေးလေးတွေကိုထပ်သွားပါတယ်ရေးနေနေရာလေးတွေကိုဟိုစေးလေးတွေထပ်တယ်ပေါ့နော်အဲ့တော့လုံးဝလုံးဝမလုံးရတဲ့အမားတစ်ခုရှိပါတယ်အဲ့ဒါလေးစင်ကျင်ပါကျွန်တော်လည်းပုံရင်းနေတဲ့တတိယလာတယ်ပေါ့နော်အဲ့တော့မြင်လာတယ်ပေါ့အဲ့တော့ဗာလဲဆိုတော့ကျွန်တော်ဒီရေးစေးမှာကလေဒီခဲခဲပြက်တဲ့နှုတ်တဲ့ပုံစံမျိုးပေါ့လေနော်ခဏခဏဒီ ဆေးချလိုက်ပြီးရင်ညီအောင်လို့ပေါ့နော်ပြန်ပြီးတော့သွားဖိချလိုက်ပြီးရင်တော့ပို့လိုက်အဲ့လိုလုံးလို့မရဘူးဗျကိုကတခါတည်းချက်သွားမှပဲအဆင်ပြေနော်ဟိုဖိလိုက်ရှော်လိုက်ခဏခဏတော့ပို့လို့ရှိရင်လေအဲ့ဒီနေရာရွက်သွားတာဆေးရလေရှိတဲ့ဆေးကကိုရဲ့ brush ထဲမှာဝင်သွားပြီးတော့လေအဲ့နေရာအဖြူခွက်ကြီးဖြစ်ပြီးတော့ဆေးပြန်ထည့်လဲမရဟိုပြန်နှုတ်လဲမရအာအမ blending လုပ်လဲမရအဲ့ဒီနေရာပါတော်တော်လေးကိုဟိုတိုင်ပတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကတခါတည်းဆေးကိုလုံလောက်လောက်ဖြော်ဖြော်ပြီးမှတခါတည်းဒီ ကိုလိုချင်တဲ့ area ထဲမှာပေါ့နော်တခါတည်းချဲပါဟိုပြီးမှပြန်ချဲတာဒါမှမဟုတ်ရင်ပြန်မိထက်ခထက်ခနဲ့ထနေတာမျိုးလေးဆိုရင်အဲဒါကိုယ့်ရဲ့ပုံကပြက်စီးစေပါတယ်နော်အဲ့တော့ဒီအစ်စ်မှာဆိုရင်ဒါပုံကလုံးဝဘာမှကိုမပေါ်သေးဘူးနော်အခုတုံးအနုရင်မဲ့ကစားပြီးတော့ထည့်ပေးသေးတာအဲ့တော့နှာခေါင်းလေးလေးဆိုရင်ဒါနှာခေါင်းကမြင့်တက်တဲ့အပိုင်းဖြစ်တဲ့အတွက်နှာခေါင်းကိုတော့ဒါအဖြူအလင်းပေါ့နော်ဒါကြအနုကိုခြံပြီးတော့ဒါပေးနာလေးတွေကိုအနှဲငယ်ရင့်နေပေါ့နော် အနှဲငယ်ဒီနှာတန်းရဲ့ဗေးနားလေးကိုကျင့်ထားတာဖြစ်တဲ့အတွက်ဒါနှာခေါင်းရဲ့ဒူးတယ်ပေါ်အောင်ဖော်ပြရမယ်အဲ့တော့နှာခေါင်းရဲ့ဒူးတယ်အဓိကအတက်ကဘာလဲဆိုတော့ဒါနှာခေါင်းပေါက်ပေါ့နော်နှာခေါင်းပေါက်နေရာလေးရှိမယ်ဒီနှာခေါင်းပေါက်အသက်ရှူပေါက်ရဲ့အထက်နားကဒီနှာခေါင်းထိတ်လေးနေရာပေါ့နော်အဲ့ဒီနေရာလေးတွေကိုဒါအမောင်လေးတွေအနှဲငယ်ပေါ့နော်နည်းနည်းလေးတူအသားက skin ကအနုဖြစ်တဲ့အတွက်ပေါ့နော်အရင်ကြီးတော့လုံးလုံးမရအောင်နော်အဲ့တော့ဒီပေါ်မှာဆိုရင်ကျွန်တော်ဒီမှာစေးရရပါတော့ အဲနောက်ထပ်အမားတစ်ခုရှိပါသေးတယ်မလုံရတဲ့ဟာပေါ့နော်ကျွန်တော်စေးမ6ဖဲနဲ့ဟိုနောက်ထပ်တရောင်ပေါ့နော်စေးဆုံဆုံနေတဲ့အချိန်မှာဒီဘေးမှာဥပမာကျွန်တော်လယ်ဘေးမှာစေးဆုံနေတဲ့အချိန်မှာပေါ့ကိုသွားပြီးတော့ဒါမတင်နေဘူးပေါ့တုံးကုန်နော်လယ်ဘေးမှာစေးမ6ဖဲနဲ့ပေါ့ကိုသွားတင်လိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့လယ်ဘေးနဲ့ပါနေရလေပါယုံနေရတစ်ဆက်တည်းဖြစ်သွားတာသူကလေစေးနှစ်ခုကပြန့်ပြီးတော့တညီရဲဖြစ်သွားတာအဲ့လိုဖြစ်လို့မရအောင်လယ်ဘေးဆိုတာဒါနိုင်နေတဲ့အပိုင်းပေါ့နော်မျက်နှာပါယုံကမြင်းနေအပိုင်းပေါ့အမြင်မှဖြစ်တဲ့အတွက် အာကျွန်တော်ကွဲကိုကွဲရမှာလေနော်အဲ့ဒါကိုပေါ့အဲ့ဒါဒီကိုကျွန်တော်တတိထားရမှာနော်ဟိုတနေ့ရမှာဆေးစုံနေတဲ့အချိန်နောက်တနေ့ရမှာသွားပြီးတော့ဒါဆေးကိုသွားပြီးတော့မထပ်ပါနဲ့မတင်ပါနဲ့မချဲပါနဲ့နော်ဥပမာကျွန်တော် background ကဆေးစုံနေတဲ့အချိန်မှာစပင်ကိုသွားပြီးတော့မချဲလိုက်နေပေါ့နော် background ၆မှာပဲစပင်ကိုချဲတင်နေအ background ဆေးစုံနေတဲ့အချိန်မှာဒီစပင်ကိုသွားပြီးတော့ချဲလိုက်ခြင်းအပြင်စပင်ကချဲလိုက်တဲ့၃နဲ့ background မှာရှိတဲ့၃နဲ့က ဆေးကရေထဲမှာဆိုတော့ပြန့်ပြီးတော့နှစ်ခုလုံးကတက်ဆက်တည်းဖြစ်သွားတယ်နော်အဲ့တော့နိုင်ရန်ထဲမှာလူပုံရေလူပုံကိုကတ်ထားတဲ့လူကြီးဖြစ်သွားမှာပေါ့နော်အဲလူပုံကတက်တက်နိုင်ရန်ကတက်တက်အဲ့ဒီလိုမျိုးဟိုဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒါအမှောင်ပိုင်းကိုနောက်မှလိုက်မယ်ပေါ့နော်အဲပုံလေးပေါ်လောင်လို့ကျွန်တော်ဒီမှာအဲမျက်လုံးလေးတွေနှာခေါင်းလေးတွေပါးစပ်ကလေးတွေကိုဖော်ပေးမှဖြစ်ပါတယ်အရင်ဆုံးတော့ဒီ flat ၃ကာလာပေါ့နော်အရင်ဆုံး flat မှတ်မယ်နော် အရင်ဆုံးဒီအညီပေါ့နော် flat ဆိုတာအပြာအညီကိုပြောတာနော်အဲ့တော့ဂျာတုံးလေးနဲ့တုံးအနှုလေးဖြစ်ဖြစ်ဂျာတုံးလေးဖြစ်ဖြစ်ပေါ့နော်မိမိရေးဆွဲမဲ့တုံးကိုတခါတည်းဆေးဖြော်ပြီးတာနဲ့ flat ကလာအဖြစ်ပထမဆုံးအလွာအဖြစ်တညီတဲ့မျက်နှာပေါ်မှာခြေလိုက်မယ်ပြီးရင်ဒုတိယအဆင့်နေနဲ့မျက်နှာပေါ်ကအလင်းရှိနိုင်တဲ့နေရာနှစ်ဖူးတို့ဒီပါယိုးတို့ပါပါမိုးမိုးတို့နော်အဲ့ဒီနေရာတွေမှာအလင်းလေးကိုပြန်ပြီးတော့နှုတ်ပြူပေးမယ် အဲပြီးမှကျွန်တော်တို့မျက်လုံးနှာခေါင်းပါးစပ်တွေကိုအလင်းမောင်ထည့်မယ်အဲဒီကာလာလေးတွေထည့်မယ်ပြီးရင်နောက်တစ်ခုပါလုပ်လို့ရမလဲနောက်ထပ်ပြန်ပြီးတော့မျက်နှာကိုကြွတ်တက်လာအောင်တူကြွလာအမှောင်တုံးကိုပြန်ထည့်မယ်နော်အဲ့တော့ဟိုမိမိရေးဆွဲမဲ့ပုံကိုအရင်ကြည့်မယ်ကြည့်ပြီး skin ကိုအပြင်မှာဆေးစားခွက်ထဲမှာအရင်ဆက်မယ်ကိုယ့်ရဲ့ကာလာကိုမကြိုက်မချင်းဆေးစားခွက်ထဲမှာစိုက်ကြည့်ပါနော်အဲ့တော့ဟိုတချို့နေရာဆိုကျွန်တော်တို့လည်းခဏခဏဖြစ်တယ်ပေါ့နော် ဒါဆေးဆက်နေနေအပြာထက်လိုက်တာအစိမ်းထက်လိုက်တာများသွားတာပေါ့နော်အဲ့ချိန်မှာဒီ skin ကအပြာကြီးဖြစ်သွားတာဟိုခရမ်းထက်လိုက်လို့ခရမ်းကြီးဖြစ်သွားတာမျိုးပေါ့နော်ပြီးရင်ဒီ skin ကညစ်ညစ်တိတ်ကြီးဖြစ်သွားတာမျိုးတွေဖြစ်တယ်နော်အဲ့အဲ့တော့ဟိုစာရွက်ပေါ်မှာတင်လိုက်လို့ပြတ်သွားမှာဆိုလို့လေနော်စာရွက်ပေါ်မှာတင်လိုက်လို့ဒီရောင်ကြီးမကြိုက်ဘူးဆိုပြီးတော့ဟိုပုံတစ်ပုံလုံးပြတ်သွားမှာစိုးတဲ့အတွက်ကျွန်တော်တို့ကဘာလို့ရမလဲဆိုတော့ ဟိုပုံတော့ပုံကိုကြည့်ပါဒီပုံကဒါ skin အနုလားအလတ်လားယင့်လားပေါ့နော်ဒါမျက်လုံးအသားမှာလည်းတင်ခဲ့ပြီးဒါအနုလိုက်ယင့်နော်ပြီးတော့ skin တုံးမှာလည်းတင်ခဲ့ပြီးဒါအဲ့တော့အနုလိုက်ယင့်ဘယ်ထဲမှာပါတယ်လဲပေါ့သူ့ရဲ့ type ကဘယ်ထဲမှာပါလဲဆိုတော့ဒါကလည်းဆုံးဖြတ်ရမယ်နော်အဘယ်သူမှလုပ်ပေးလို့မရဘူးကိုယ်တိုင်ဆုံးဖြတ်ရမှာကဲဆုံးဖြတ်ပြီးပြီဆိုမှကဲ I see ID ကိုလိုချင်တဲ့ကိုယ့်ရဲ့ပုံရဲ့ color ကိုမရမချင်းကိုယ့်ရဲ့စိတ်စက်ခွက်တံမှာစက်ရမယ်စိတ်ချနန်းတည်းစက်နော်အဲ့မှာပြတ်သွားလို့ရှင် တီချူးနဲ့တုတ်ပြီးပြစ်လိုက်နောက်ထပ်ပြန်ဆက်နော်ကိုယ့်ရဲ့ဆောင်ရွက်ပုံမှန်မတင်လိုက်နဲ့လောပြီးတော့လေနော်အဲ့လိုဆက်ပြီးပြီဆိုတော့အဆင်ပြေပြီဒီရောင်လေးတော့ငါကြိုက်ပြီပေါ့နော်ဒါပေမဲ့ဒီဓာတ်ပုံတွေကရောင်နေတော့လုံးဝတစ်ထပ်သေးတူအောင်လို့တော့ရမှာမဟုတ်ဘူးခင်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ဒီ printer တို့ဒီဓာတ်ပုံတို့ဖုန်း screen မှာပေါ်တဲ့အရောင်ပေါ့နော်ဒါကတော့ digital ဖြစ်သွားတာပေါ့အဲ့ဒီအရောင်ကဒီအပြင်ဒီဆေး ကိုဆက်ပြီးတော့ဆွဲလို့ရတဲ့အယောင်နဲ့တူလုံးဝမတူဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ digital ဖန်တားပြင်ပေါ်မှာမြင်ရတဲ့အယောင်နဲ့အပြင်ကယောင်နဲ့ကမတူဘူးဗျာနော်။အဲ့ဒါလေးတတိထားရပဲ။အဲဒါပုံစံနဲ့တထက်တဲ့ဟို print ထောက်တယ်လို့တော့ရမှာမဟုတ်ဘူးနော်။အဲ့ဒါတတိထားပါ။ကဲအဲ့တော့ကျွန်တော်တို့ကဒီမှာမျက်လုံးနှာခေါင်းလေးတွေကိုဒါတဖြည်းဖြည်းနဲ့ပုံဖော်ပေးရမယ်ပေါ့။ဒီလိုပုံဖော်တဲ့အချိန်မှာအောက်ခံဆေးကလုံးဝ၆နေဖို့လိုပါတယ်။အောက်ခံဆေးဆိုတဲ့အခါကျရင်ပုံဖော်လို့မရပါဘူးနော်။ နှကန်းကိုတုံးချဲလိုက်တဲ့အခါမှာဒီအောက်ကန်ကစကင်နဲ့မချောက်သေးဘူးဆိုပါဆိုတော့အောက်ကန်စကင်နဲ့ဒီနှကန်းနဲ့ပြန်ပြီးတော့ဒီပါဇက်ကချဲလိုက်တဲ့နှကန်းမှာရှိတဲ့တုံးတွေကအသားရည်ပေါ်အကုန်ပြန်ပြီးတော့ပုံပြတ်သွားတတ်ပါတယ်နော်တကယ်ကကျွန်တော်အမောင်းကိုတိပြီးမှမလုပ်ဘူးဆိုရင်ဒါအမှန်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဘယ်ဘက်ကဒါဘယ်ဘက်မှာဆိုရင် sorry ဒီညာဘက်မှာဆိုရင်ဒီအမောင်းအလင်းတွေဝင်နေတယ်မလားနှစ်ဖူးတွေ အာယိုးတွေမှာလင်းတွေဝင်နေတာကိုမြင်ရမယ်เนาะလင်းတွေမြင်နေတော့မြင်နေရတဲ့အခါကျတော့ဒီဘယ်ဘက်ချမ်းမှာမှောင်သွားတယ်ပေါ့เนาะညာဘက်မှာလင်းဝင်ရင်ဒါဘယ်ဘက်ကအမောင်ကြားမယ်အချမ်းပေါ့เนาะအဲ့တော့ဟိုမျက်နှာတစ်ခုတည်းဆိုပေမဲ့ဒါ skin အရာမတူဘူးပေါ့เนาะဘာကြောင့်လဲဆိုအမောင်ကြားတဲ့အပိုင်းလေးရှိတာမို့လို့ပါအဲ့တော့ပုံရင်းနေရင်းနဲ့ဒါပြန်ပြီးတော့ layer ထိုက်ရတဲ့အပိုင်းလေးတွေပေါ့เนาะရှိပါတယ်ဒါဟိုတနေ့ကလည်းဒါပကြီးဆရာပေါ့เนาะရေစီဆရာတယောက်ကိုကျွန်တော်ကြည့်လိုက်တယ်အဲဆွဲပြနေတယ်ပေါ့လေเนาะအဲ့တော့ ိုသူဆိုရင်သူအရာကဆေးဟိုခြောက်သွားတဲ့အခါမှာဆေးရပါတော့သူစိတ်ခြောက်သွားပြီဆိုပြီးပြန်ပြီးတော့ဒီကိုယ့်ရဲ့ခြေလိုက်တဲ့အရာကမိန်ကျသွားတယ်ပေါ့နော်စစုံနေတဲ့အချိန်မှာတမျိုးခြောက်သွားတဲ့အချိန်မှာတမျိုးအဲ့လိုမျိုးနဲ့သူကပြီးရင်ပြန်ပြီးထတ်တယ်ပေါ့နော်အယောင်ဆိုးဆိုးလေးဖြစ်ချင်းတဲ့အတွက်ပြန်ထတ်တယ်ပြီးရင်ပြန်ခြောက်သွားရင်လုံးအဲပြန်ပြီးတော့အယောင်မိန်သွားရင်ပြန်ထတ်တယ်ပေါ့အဲ့လိုမျိုးထတ်တာဆိုရင်သူ၅ထပ်၆ထပ်လောက်ထိသူထတ်တယ်လို့ပြောပါတယ်အဲ့ဒီဆရာရဲ့လက်ရာလည်းတော်တော်လေးဟိုကောင်းနေပေါ့လေနော် အဲ့ဒါကြောင့်ဟိုထပ်လို့ရတယ်ပေါ့နော်စေးချောက်သွားတဲ့အချိန်မှာကိုကအော်ငါပုံကတော့ပြီးသွားပြီဆိုပြီးမဟုတ်ပဲနဲ့ကိုကဒီပုံကိုမကြိုက်သေးဘူးဆိုရင်ပြန်ပြီးတော့ဒါလေးရလေးတွေပြန်ပြီးတော့ဟိုထပ်လို့ရပါတယ်နော်အဲ့ဒါလေးတွေကိုဒါပြောပြချင်တာပါဒါမျက်ခုံးလေးပေါ့နော်မျက်လုံးမျက်ခုံးလေးတွေအောင်လိုက်အဲနောက်ထပ်တစ်ခုတတိထားဖို့တတိထားဖို့ချက်တွေကတော့အများကြီးပေါ့လေနော်အဲမျက်ခုံးပေါ့မျက်ခုံးတို့မျက်လုံးတို့ဆိုစိတ်မှာဒါအောက်လိုင်းက ဟိုတအားကြီးဖြော့နေတယ်ခဲကိုတအားကြီးဟိုဖြတ်လိုက်လို့ပေါ့နော်အွန်လိုင်းနေမြင်မှာဆိုလို့ဆိုပြီးခက်ပြက်နဲ့ဖြတ်လိုက်တဲ့အခါမှာဒါလက်လွန်လက်လွန်ပြီးမှာပေါ့နော်တော်တော်ကြီးဖြတ်မိသွားတဲ့အခါမျိုးဆိုရင်ဒါအပေါ်ရေစေးထင်လိုက်တဲ့အခါမှာဒီအောက်လိုင်းပျောက်သွားတာမျိုးလေးလည်းဖြစ်တတ်ပါတယ်နော်အဲ့ဒါလေးတွေလည်းအဲကျွန်တော်တို့တတိထားပေးဖို့လိုတယ်ပေါ့နော်မျက်လုံးလိုမျက်ခုံးလိုနေရာမှာပေါ့နော်အော်အောက်လိုင်းပျောက်သွားတဲ့အခါမှာကိုယ့်ရဲ့ပုံကဒါဆေးချေတဲ့အခါမှာမတူတော့မှစိုးတယ်ပေါ့နော်အဲ့ဒါလေးတွေလည်းဒါတတိထားပေးဖို့ လိုအပ်ပါတယ်နော်အဲ့ဒါလေးတွေလည်းတတိထားပါပြီးရင်ဒီမှာနှကန်းနေရဆိုရင်နှကန်းဆိုလို့ရှိရင်လည်းဒါ၃ကိုဒီတိုင်းကြီးအပြစ်ကြီးပေါ့နော်ခြေလိုက်တာမဟုတ်ဘူးနော်ကျွန်တော်အလင်းလေးတွေရှိမယ်အလင်းကလည်းခြံပြီးတော့ဆွဲရမှာလားဆိုတော့အာကျွန်တော်ကတော့ခြံပြီးမဆွဲဘူးအပြစ်ထည့်လိုက်တယ်ပြီးမှ ပြန်ပြီးတော့ဒီအလင်းနေရာလေးကိုစုတ်တံလေးကိုရေးစေးတယ်ရေကိုပြောင်းတော့တယ်ပြီးရင်ဖြီးပြီးတော့ဒါခဲပြက်လေးလို့ပေါ့နော်ခဲပြက်တော့မဟုတ်ဘူးဒါခဲပြက်ဖြတ်တယ်လို့မျိုးလေးဒီစုတ်တံလေးနဲ့ဖြီးပြီးတော့ဆေးကိုနှုတ်လိုက်တဲ့အခါမှာအဲ့လိုအဖြူလေးစာပြက်ဖြူလေးအတိုင်းလေးပေါ့နော်ပေါ်လာတာမျိုးပေါ့အဲ့ဒါတော့အလင်းဖောက်တဲ့ပုံလေးပေါ့ဒီနော်အဲ့ဒီနေရာမှာဆိုတော့အချိုင်လေးရှိတယ်ဒါလေးတွေကျွန်တော်ဟိုဒီတေးလေးတွေလိုက်ပြီးတော့ဖြီးပေးရမယ်ပေါ့နော်အခုကျွန်တော်ဆိုရင်ဒီဟိုပေပန်းမျက်လုံးနဲ့ညာဘက်မျက်လုံးမှာဒါ ဘယ်ဘက်ကိုလှည့်နေတာဖြစ်တဲ့အတွက်အဲဘယ်ဘက်အချမ်းကမျက်လုံးကသေးရမယ်ပေါ့နော်အဲ့ဒါလေးတတိထားမယ်နော်ပြီးရင်ဒီနားလေးတွေဆိုရင်ဒီမှာကျွန်တော်ဒီမှာအလင်းလေးတွေထွက်ဆေးပြန်ပြီးတော့နှုတ်ယူပါတယ်နော်အဲအပြုံးလိုင်းလေးတွေနော် smile line လေးတွေအဲ့တော့ဒီစာရွက်ကကျွန်တော်ဟိုဘယ်လိုပြောမလဲဆိုတော့စာရွက်ကနည်းနည်းလေးဒါကျန်းတဲ့စာရွက်လေးဖြစ်နေတယ်ခင်ဗျာကျွန်တော်စာရွက်ကလေ 300ဂရမ်ဆိုပေမဲ့ဒီကောင်ကပိုတန်တိတ်တဲ့ကအကျန်းကြီးဖြစ်နေတယ်အဲ့တော့ကျွန်တော်ရဲ့ဒီစကင်ကလုံးဝဒီအချောထဲမှာမရဘူးပေါ့နော်အခုလိုစာရွက်ကတအားကြီးအပေါက်အပေါက်ကြီးတွေဖြစ်နေတာဖြစ်တဲ့အတွက်အော်ကျွန်တော်စာရွက်အသုံးပြုနေအဲစာရွက်ရဲ့ရွေးချယ်နေပေါ့နော်အဲ့ဒါလေးကျွန်တော်စာလေးတွေနဲ့တင်ထားပေးပါတယ်နော် group ထဲမှာလေအဲ့တော့ဘယ်လိုစာရွက်ကိုရွေးချယ်ရမလဲပေါ့ဒါကတော့ကျွန်တော်စမ်းတက်ပြီးတော့ဆွဲတာဖြစ်ပါတယ် အဲဒီကတော့ကျွန်တော်ဒီမေယာမှာဆိုရင်ကျွန်တော်ခုနကတော့ပြောတလို့ပဲခဲပေါ့နော်ဒီပုံမှာဆိုတော့ခဲကိုအောက်လိုင်းကောက်လိုက်တဲ့အခါမှာဗာပြဿနာတက်သွားလဲဆိုတော့ဒါမျက်လုံးအောက်လိုင်းပျောက်သွားတယ်ဗျာနော်မျက်လုံးအောက်လိုင်းပျောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်ကပြန်ပြီးတော့အဲဒီမှာပြန်ပြီးတော့ဟိုပေါ့နည်းနည်းထိမ့်ပြီးတော့ဆွဲရပေမဲ့ဒီညာဘက်မျက်လုံးကအနှဲငယ်ဒါကြီးသွားတယ်ဒါထိမ့်ပြီးတော့အနှဲငယ်ပြန်ပြီးတော့ပြီးမှပြင်သွားကြည့်မယ်ပေါ့နော် အဘိဒါဆိုဗီဒီယိုလေးအနှံငယ်ရှင်းနေတာဖြစ်တဲ့အတွက်နောက်တင်ခံစားနောက်ဗီဒီယိုမှာဆက်ပြီးတော့ကြည့်ပေးပါခင်ဗျာ။